မင်္ဂလာပါရှင်။ဝတ်တောင်းမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။မြန်မာနိုင်ငံမှာ2020ခုနှစ်ကနိုင်ငံရေးပြဿနာတွေဖြစ်လာခဲ့ပြီးနောက်ပိုင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအနေနဲ့လူစိတ်ဝင်စားမှုအများဆုံးတိုက်ပွဲတွေတဲမှာမော်ပြည်နယ်ကြိုင်မြော်မြို့နယ်ကကြောင်တက်ခွတိုက်ပွဲလေးပဝင်ခဲ့ပါတယ်။တရင်လက်လက်ကန်အဖွဲ KNN နေနဲ့ PDF ပူပေါင်းအဖွဲတွေဟာကြောင်တက်ခွစက္ကန့်တိုက်ခိုက်သိမ်းယူနိုင်ဖို့အင်အားအများပြအသုံးပြုကာတိုက်ခိုက်ခဲ့ပြီးမြေ၆နှစ်ခွာစကန်ရှိတမရော်သားတွေဟာ ိန်ခေါ်မှုတွေကိုကြောဖြတ်က အနိုင်မခံအရှုံးမပေးစိတ်တက်တွေမကြောတဲ့စိတ်တက်တွေနဲ့ရဲဘော်ရဲဘဲစိတ်အပြည့်ထားကတုံ့ပြန်တိုက်ခိုက်ခဲ့ပါတယ်။တရုတ်တန်ဖိုင်ထဲမှာတော့ချောင်းနှခွစကန်ရှိတမ်မတော်သားတွေဟာရပ်ပေါင်း90ကြောကြာဝိုင်းပတ်ပိတ်ဆို့ခန်းကအခက်အခဲမျိုးစုံရှိနေတဲ့ကြာကနေစကန်မကြောင်အောင်ဘလိုမျိုးစွမ်းဆောင်နိုင်ခဲ့တယ်လဲဆိုတာကိုတိုက်ပွဲမှာကိုယ်တိုင်ပါဝင်ခဲ့သူတအုပ်ဖြစ်တဲ့ရောမြင့်ရန်အောင်သုံးသက်ရေးသားဖော်ပြထားတယ်။ 6နှစ်ခွာမှသူရဲ့ကောင်းများအကြောင်းကိုပြောပြပေးတော့မှာဖြစ်ပါတယ်။ဒီစီဇန်လေးမစတင်ခင်မှာတော့ကျမတို့ရဲ့ channel ကို subscribe နဲ့ like and share လေးလုပ်ပေးပါအောင်ရှင်။ပရိတ်သတ်ကြီးရဲ့အားကြီးရဲ့စကားနှခုစိတ်ကြကိုကျွန်တော်ရအောင်လုပ်မယ်ဆိုတဲ့စကားရဲ့စိတ်ကြပါကျွန်တော်ရအောင်လုပ်မယ်ဆိုတဲ့စကားရဲ့ဒီစကားလုံးတွေကိုဘယ်သူတွေကပြောခဲ့ကြတာလဲဘယ်နေရာမှာပြောခဲ့ကြတာလဲ ။ရောက်တောင်းကောင်ရဲ့ရှမ်းမြောက်ဒေသကျူးကျော်စင်းနေမရှိမနာမှာတို့လဲအပိုင်မဲဆိုပြီးတက်မတော်စကန်းတွေကိုသွေထိုးစံကျူးကျော်တိုက်ခိုက်လာတယ်။ KNN အနေနဲ့ PDF အကြမ်းဖက်တွေကိုတိုက်ထုတ်ခဲ့ရတယ်။ချောင်းနှက်ခွတိုက်ပွဲတွေကမြန်မာတက်မတော်သားတွေရဲ့အားမဲအပြင်းနဲ့စကားတွေရန်သူတွေအတွက်တကယ်လဲအပိုင်ဖြစ်သွားခဲ့တယ်။သူတို့အလောင်းတွေသူတို့ပြန်ပိုင်ခဲ့ရတာ။ချောင်းနှက်ခွကိုလိုချင်ခဲ့တဲ့ရန်သူတွေဟာမမဆောင်စကားလို့ရတယ်လို့လို့မရတယ်လို့လို့ကနေ ကျော်ဟင်းစကားလို့၁၀နှစ်၁၀နှစ်စူးစမ်းဖြစ်သွားခဲ့တယ်။သူတို့ရဲ့အလောင်းတွေကိုဆိုင်ကယ်တွေကားတွေနဲ့ပြန်တိုက်ထုတ်သွားခဲ့ကြရတယ်။ဘလို့အကြောင်းအရာတွေကြောင့်ဒီချောင်းနှက်ခွတိုက်ပွဲကနာမည်ကြီးခဲ့တာလေ။တရချက်တမ်းမတော်အနေနဲ့အချိန်ကာလတို့အတွင်းမှာရီမန်းချက်ကိုအောင်မြင်ခဲ့တာ။နှစ်အချက် အင်အား၃လေးစာများတဲ့ရန်သူကို အနိုင်မခံအရှုံးမပေးရဲ့စိတ်နဲ့ခံချခဲ့တာ။၃အချက်မြေပြင်ကောင်းဆောင်တွေရဲ့စင်နီပရိရဲ့များစွာနဲ့တိုက်ခိုက်ခဲ့ရာ။ အပေါ်ကစကားတွေကိုပြန်ကောက်ရရင်အကိုကြီးလို့ခေါ်ပြီးအာမခံစကားပြောခဲ့တဲ့သူကချောင်းနှက်ခွကို ရန်သူလက်ထဲကပြန်တိုက်ခဲ့တယ်။ကွန်မန်ဒိုတရင်ရဲ့တရင်မှုကယူအာမှုကိုတတင်းပို့ခဲ့တဲ့စကားလုံးစိတ်ချအပဆွေစကားနဲ့အစချီပြောခဲ့တဲ့စကားလုံးကသူ့ညီတွေရဲ့စွမ်းအားကိုယုံကြည်စွာနဲ့တိုင်းမှုကို တင်ပြခဲ့တဲ့ယူအာမှုရဲ့စကားလုံးတရင်မှုကသူ့လက်အောက်ကအရာရှိစစ်တီဗီရဲ့စွမ်းရည်ကိုယုံကြည်ရဲ့ ယုံကြည်တဲ့အလျောက်သူကိုယ်တိုင်လည်းရှေ့ဆုံးတက်စိတ်ကနေဥဆောင်ပြီးတော့တက်တယ်။ရှေ့ဆုံးမှာငါတို့တည်ရင်မိုးတောင်တက်နေတာပဲဆိုတဲ့အသည့်နဲ့လက်အောက်အရာရှိစစ်သည်တွေအားလုံးကလည်းတက်တက်ကြွကြွနဲ့တိုက်တယ်။ဒို့ဘူကဓားဆွဲလို့ရှေ့ကတက်ပါတယ်ဆိုတဲ့စစ်တချင်းတောင်တတိယမိသေးရဲ့။ဒီလိုမျိုးတက်တက်ရှိရှိနဲ့တိုက်တော့အောင်ပွဲရတာပေါ့။တိုက်ပွဲဖြစ်စဉ်ကိုပြန်ပြောင်းပြောရမယ်ဆိုရင်အပိုင်းနှစ်ပိုင်းခွဲပြောရမယ်။ KNL နဲ့ PDF အကြမ်းဖက်တွေ ချောင်းနှက်ခွဒေတာကိုလာရောက်ကျူးကျော်သိမ်းပိုက်တာကိုတံပြန်တိုက်စစ်စင်မောင်းထုတ်ခဲ့တမတော်နဲ့ BGFD ရဲ့စင်နေပရိရဲ့နောက်တစ်ခုကအကြံဖက်တွေပပတ်လဲဝိုင်းပတ်ပိတ်ဆို့ထားတဲ့ချောင်းနှက်ခွစခန်းမှာရန်90ကြာကြံကြက်ခံခုခံတိုက်ခိုက်နေရတဲ့တမတော်သားတွေကိုကဲထုတ်ခရရတဲ့ဖြစ်စဉ်နဲ့ချောင်းနှက်ခွဒေတာကိုအပီးတိုင်သိမ်းပိုက်အကြံဖက်ကင်းဆောင်လုပ်ခဲ့တဲ့အဆုံးသက်တိုက်ပွဲ2023နိုဝင်ဘာ10ရက် KNL နဲ့ PDF ပူးပေါင်းအဖွဲ့တွေဟာ သူတို့ခြေကုပ်ယူထားတဲ့ကြာအင်းစိတ်ကြီးကြိုက်မရောဘူးတုံလန်းကနေမွန်ပြည်နယ်တဲဝင်ရောက်လာတယ်။အဲ့ဒီလန်းအပိုင်းရဲ့ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်အဆက်မှာရှိနေတဲ့နေရာမှာအထရံမြေကူတတာဒစင်ဖြစ်တဲ့ချောင်းနက်ခွာတတာတတာအနားမှာရှိနေတာကချောင်းနက်ခွာရွာနဲ့တမ်တော်စခန်တကူမြမနိုင်ငံရဲတပ်ဖွဲ့ရဲကင်တကူအင်အား400ကျော်900နေပါနဲ့တချီတမောင်းချီတက်လာတဲ့ငပွေးတွေဟာတရက်ထဲမှာပဲချောင်းနက်ခွာကရဲကင်ကိုတင်ပိုက်ပြီး တမ်ရော့စကန်ကိုဝိုင်းပက်ပိတ်ဆို့ထားလိုက်ကြတယ်။နိုဝင်ဘာ15ရက်6ရက်လောက်အကြာမှာတော့ချောင်းတစ်ခွဒေတာတစ်ခုလုံးအပြင်မော်ပြည်နယ်ဘက်မှရှိနေတဲ့ကြောက်ွဲဒေတာထိလွှမ်းမိုးနိုင်သွားခဲ့ပြီ။နိုင်ငံရဲ့အချုပ်အခြာအာဏာကိုအလင်းအငိုက်ထိပါစော်ကားလာကြတဲ့ဒီလိုငပွေးကောင်တွေကိုခရဆက်ဆက်တွန်းလှန်ချိန်မောင်းခဲ့တယ်။မြန်မာတမ်ရော့ဟာဒီတစ်ခါလဲပင်နေလိမ့်မတုံး။အထက်မင်းရတာကချောင်းနှခွဒေတာကိုပြန်လဲရယူဖို့အကျန်းဖက်ကောင်တွေကိုမောင်းထုတ်ဖို့နဲ့ တောင်းကျမ်းသူကင်းစင်မျက်မြင့်ဖြစ်ပြောင်းလဲပြတ်ဖို့တာဝန်ပေးလာတော့လေကျေပွန်ရောက်မှာပေါ့ရရှိတဲ့အင်အားကမြန်မာတပ်မတော်တရင်နှစ်ရင်နဲ့တွဲဖက်ပြီး BGF တပ်အင်အား200ကျော်ကန့်တကယ်တမ်းမြေပြင်မှာ BGF တပ်တွေရောက်မလာကြသေးဘူးဒီအကြောင်းကိုနောက်မှဆက်ပြောပြမယ်ဖိုက်တာတရင်နှစ်ရင်ဖြစ်တဲ့ခလာရ81နဲ့ခမရ432တရင်နှစ်ရင်သာဆိုရဲအင်အားကရာကနန်းတောင်မပြေတပြေတပည့်ရန်သူရဲ့အင်အားကရာချီထောင်ချီ မြေအနေထားအရာလဲစုံမိုးထားပေးနေပြီတမ်ရော့အနေနဲ့တိုက်စစ်ပြန်ဖွင့်ဖို့ညမြေပြန်အရာယူဖို့ကစင်နီပရိယံနဲ့စိတ်တက်ကလွဲလို့တကြအားကိုးစရာမရှိစိတ်တက်အနေနဲ့ကပြောနေစရာမလိုရှိနေပြီတာစင်နီပရိယံဒါကတော့ခေါင်းဆောင်သူကွန်မန်ဒါရဲ့အပေါ်အများကြီးမူတည်နေလိမ့်မယ်အဲ့ဒီတိုင်ရင်နှစ်ခုကိုအတိကကွန်မန်ပေးကင်တွယ်မှာကပြူဟာမှုလက်အောက်ကိုအမိန်ပေးတယ်အမိန်ပေးရဆိုတာထက်လိုလားချက်ကိုရှင်းရှင်းလင်းလင်းပြောပြတာ မင်းတို့တွေကိုချောင်းနှက်ခွားကိုချက်ချင်းပြန်သိမ်းရမယ်။ချောင်းနှက်ခွားကိုချက်ချင်းရောက်ရမယ်လို့ငါမဆိုလိုဘူး။မျော်လဲမမျော်လင့်ဘူး။ကြောက်ခွဲရွာထီတော့ငါ့ကိုသိမ်းပြီ။ဘာတွေလိုအပ်မလဲ။ဘာခက်ခဲတွေရှိလဲ။ပွင့်ပွင့်လင်းလင်းတခါတည်းပြော။မရှိဘူးဆိုရင်ဖြစ်အောင်လုပ်။အမိန်ကရှင်နေပြက်တယ်။လက်အောက်ကလည်းလက်တွေအကောင့်တွေဖော်တယ်။တောင်ကလေးကအထွက်ဒေတာအခေါ်လာဘူးကုံရောက်ရင်ပဲထိတွေ့မှုစဖြစ်ပြီ။အချိန်တို့အတွင်းမှာပဲသိမ်းပါလိုက်နိုင်တယ်။ ဒီလိုအလွယ်တကူသိမ်းလိုက်နိုင်အောင်လဲစစ်စင်ရေမစခင်နှစ်ပတ်လောက်အလိုရဲကယူဟာကစိုက်ဝါးတွေထည့်ထားခဲ့တာတရင်နေရင်တွေကထုံနှုတ်ပြီးကွန်မန်ဒိုတက်ခွဲဆိုပြီးဖွဲ့တယ်မမချာချာတောင်းတောင်းတင်းတင်းတပတ်၄50လောက်ကိုစစ်ဝစ်ဆောင်ချက်ဝိတ်တစားအပြည့်စင်ပေးပြီးတော့ပိုဝီက20နဲ့မိသွေးကုန်းအထိပို့တယ်မိသွေးကုန်းသားမှာလှုပ်လှုပ်ရှုပ်ရှုပ်တွေလှုပ်ကာလန်ပေနာတခြားကိုလည်းတည်င်းလွှင့်ငပွေးကောင်တွေကိုအပီသမမဲ့ကွန်မန်ဒိုတရင်လာပြီပေါ့ ီသေးကုံရောက်တော့အားလုံးကိုအရက်ဝဲလဲပြီးတခြားကားတွေနဲ့တောင်ကလေးကိုပြန်ပို့တယ်မပို့လို့မရဘူးဗျူအာမှာအင်အားကတိတ်ရှိရမဟုတ်အဲ့လို၃၄ကောက်လောက်လှုပ်လိုက်တော့ကာလန်ပေတလျှောက်ဆိုင်တွေရွာသားတွေစီပါတရင်က ရောက်ပြီးစစ်တပ်ကကွန်မန်ဒိုအင်အား၄၅60လောက်ကားနှစ်စီးနဲ့လာချသွားတယ်ငပွေးတွေစီလည်းရောက်ပြီပေါ့ဒီတရင်ကဗျူအာကဒီမာတင်ရက်ပြီလားမဟုတ်သေးဘူးဆိုင်ကဲနှစ်စီးလောင်းနဲ့တီကောင်လေးစက္ကန်းချနေတဲ့နေရာရိစီကိုတရေချလောင်း၄၂လုံး၃လုံးလောက နက်နက်ငယ်တကက်လောက်သွားသွားတွေ့ပေးတယ်ပြီးရနေပြန်လာဟိုကောင်နေထွက်တွင်မယ်လို့တော့မရှိတော့ဘူးအပြသူတို့တည်င်းရထားတဲ့ rubber door ရဲ့ကကွန်မန်ဒိုတွေပဲလာလာပြစ်နေသလိုအဲ့နာမှာ rubber door တွေကလည်းအများကြီးရဲကြလာတော့မခံနိုင်ကြတော့ဘူးသူတို့တည်င်းရထားတဲ့ rubber door တွေကိုနေတိုင်း drop ပုံနဲ့အတွဲလိုက်သွားချတယ်ချပေါ်အလောက်ပေးရှုပ်ထားတာ trend ဆိုတဲ့ရွာထဲမှာလေတက်ကစစ်ကြောင်းတက်လာရင်ဖြတ်ပိတ်ဖို့အင်အား100 150လောက်အမြဲစုပွဲထားတယ် အဲ့ဒီမှာတက်ကဒုတိယအကြိမ်စိုက်ဝါးထက်လွင်နေတက်ရဲ့ကွန်မန်ဒိုတက်ခွဲကထရန်ရွာကိုဝင်ကျုံတော့မှာရှောင်ထားကြအပိတမတော့မှာတကယ်တမ်းလဲဒီဘက်ကနေ81နဲ့ပြစ်တာမျိုး120နဲ့ဒီကောင်တွေစီပြစ်တာမျိုးတွေလောက်တယ်ဟန်ကျန်ကြီးဆိုမြေပြင်ဆိုင်ကအခွဲကလည်း40နဲ့တွားတွားတွေ့ပေးထားတော့ထရန်ရွာမှာရှိရငပွေးတွေနည်းနည်းတော့တွန့်လာကြပြီတို့လည်းမတို့ရဲ့စုပ်လည်းမစုပ်ရဲ့သူတို့အနာမှာကွန်မန်ဒိုအဖွဲ့တွေပတ်ဝိုင်းထားတယ်လို့အဲ့ဒီချိန်မှာပင်မစစ်တောင်းကလမ်းတိုင်းစထွက်ပြီး လမ်းဘေးပင်ညာကိုရှင်ပြီးတဆင်ချင်းတိုးလာကြပြီးအာသာချက်ကစစ်ကြောင်းမှာဒရုန်းတပ်ဖွဲ့လဲပါလာပြီးအထက်ကကြပေးတဲ့ဒရုန်းကလေးစီဗျူအာမာမူလရှိနေတာကတစီဘာငါးစီနဲ့စစ်ကြောင်းရှေ့ပြေးတောက်လျှောက်ဝဲနေရေဗျူအာမာမီးဆက်ကြီးတွေနှိုးထားပြီးအစင်အတက်အားဖြစ်ပင်းနေရေပထမနေ့ဘာမှထိတွေ့မှုမရှိလိုက်ပဲကြောက်ကွဲရွာကိုတင်လိုက်နိုင်နေကြောက်ကွဲဖျားလန်းစုံဒီလောက်နဲ့မရသေးဘူးဆက်သွားရင် မြင့်မြတ်အောင်စီပန့်ဆိုင်အဲ့ဒီအထိတင်ပြလိုက်တဲ့ဘာကြောင့်လဲ စီဆိုင်ကနေဆိုရင်6နှစ်ခွအထက်က drone range ကောင်းကောင်းမိသွားပြီးရှေ့ဆက်တွေ့ရမယ်တိုက်ပွဲတွေအတွက်ပြည်ကူပေ drone တွေအသက်ဝင်ပြီးကားလန်တီတီကြီးပေါ်ချီတက်လာတဲ့စစ်ကြောင်းကိုဘာမှမဝေးတဲ့ train ကနေငပွေးတွေလာဖြတ်ပိတ်ရင်ပိတ်လို့ရတယ်။ဒါမှမဲ့သူတို့မထွက်ရဘူး။သူတို့နောက်ကနေ commando စစ်ကြောင်းကပဲလာဆောင်တော့မှလလို့ဘေးကနေပဲဖြတ်တိုက်တော့မှလလို့ train မှာစုပ်ဝဲထားတဲ့ကောင်တွေစစ်ကြောင်းထွက်လာတာသိရတယ်။ဒါမှမဲ့မထွက်ရဲကြ။ဆက်ပေါ်မှာအချင်းချင်းတွေညှိကုံကြပြီး ချောင်းတက်ခွကောင်တွေကထရန်ကကောင်တွေကိုပုံမှန်စစ်တပ်ကထွက်လာနေပြီမင်းတို့ကဘာလို့ဖြန့်ပိတ်သေးရလဲဘာညာထရန်ကလည်းငါတို့ထွက်တာနဲ့တရက်ကွန်မန်ဒိုတွေက လာဝင်စောက်မှာပေါ့ဟဘာလို့ထွက်ရမှာလဲစက်ပေါ်မှာကြားနေရတဲ့ဒီကောင်တွေရဲ့နောင်ချိန်ပွဲကိုနားထောင်ပြီးခြိတက်ရတာအရသာရှိလိုက်တဲ့ဖြစ်ချင်းမရှိရဲ့ကွန်မန်ဒိုကိုလက်နေကြတာကြည့်ပြီးနေလိုက်တဲ့ဖြစ်ချင်းဒီကောင်တွေကလည်းလဲတယ်မြေအတိုင်းလာမယ်ထင်ပြီးမြေကန်းတစ်လျှောက်ထောင်ထားတဲ့မိုင်းတွေမှာမွားစာကျင်း ကာလန်အတိုင်းလာလိမ့်မယ်လို့သူတို့မထင်ထားဘူးတကယ်တမ်းစစ်ဗျူဟာအရာဆိုရင်လည်းမှန်နေဘဲကွန်မန်ဒါမှထီထီကြီးဖြစ်နေတဲ့လမ်းကနေခြေတက်မှာမဟုတ်ဒါကြောင့်မြေကန်းတက်ဆောင်မိုင်းနေပရိသတ်ထောင်းထားပြီးအပိုင်တွေဖို့စောင့်နေရတက်ကလည်းလူလဲပြန်ကြလိုက်တယ်မျက်စီသွားမနေရဘူးလမ်းအတိုင်းပဲတဲချီတက်လိုက်တယ်ငွေရည်မျက်လုံးပြုတ်ပြီးမိုင်းတွေကိုပြန်ရွှေ့ဖို့အချိန်မရတော့လူတွေကတော့ချက်ချင်းရွှေ့ပြီးကာလန်ပေးမှခြေလာတဲ့စစ်ကြောင်ကိုအပိုင်ကင်ဖို့ကတုတ်ချင်းတွေတိုးပြီးစောင့်နေကြရောတက်ကအားတက်ချက် ရှိသွားတာက ကြောက်ခွဲကိုတိမ်မိတာဖြစ်နေတော့ viewer မူက drone အဖွဲကိုထုံတော့ပြီးရှေ့ပြေးကတ်လုတ်ခိုင်းနေတခါတည်းပါမေးလိုက်တယ်။မင်းတို့တွေလုံနိုင်မလား။ drone အဖွဲကတစ်ချက်မတွန့်ဆိုင်ဘူး။လုံနိုင်ပါရဲ့အဖ။ကျွန်တော်တို့ရှေ့ဆုံးကသွားမှာ။အေးချကွာ။ရှေ့နာရောက်တော့မေတူတင်ဆိုင် စပီးထိတွေ့ကြပြီးအောင်ငနေချင်းငနေတိုက်ပွဲကြချင်း၄နာရီလောက်မှာတပ်ဘက်ကအားသာကျဖြစ်နေတာက drone ။ကြောက်ခွဲကနေတစည်းပြီးတစည်းတက်လိုက်ဆင်းလိုက်နဲ့အတွဲလိုက်ပုံသွားသွားချတယ်။ အားကုန်လောက်ရှိရနဲ့အသင်နှိုးထားတဲ့မီးစက်ကြီးတွေနဲ့တွင်းပြန်တက်ဘုံသွားချတစည်းကပြန်လာအားပြန်တွင်း120ကလည်းမနေဘူးတောက်လျှောက်တွေ87ကလည်းမနာမရက်မနာစောအကျန်းဖက်တွေမခံနိုင်တော့ပြေးကြပြီစက်ပေါ်မှာကြာရတာတွေရောမြေပြင်တည်င်းအရှပါတည်ရတာကငပွေး20 30လောက်မိသွေးဖုတ်ဖြင့်30လောက်ကဒဏ်ရာတွေရစိုးရင်ရတာတွေရောမစိုးရင်ရတာတွေရောအထိနာတာတဲ့ဒီကောင်တွေစောပြန်တောင်ဘက်ကိုဆုတ်ပြေးကြပါလေရော တက်ကတိပေမဲ့လိုက်မတွေ့ပြတော့ဘယ်လောက်ဖြစ်ပါမလဲကွန်မန်ဒိုတက်ခွဲစွာကဖော်ရှော့လုပ်ထားတာတကယ်မရှိဒါကိုလက်မီခွပြေးဝက်ပြေးပြေးခဲ့ကြရဲ့ကောင်းလေအပြည့်မှန်သာပြန်သေးရရင်ဘလောက်တောင်ရင်ထုမနာဖြစ်ကြလိုက်မလဲဒီကောင်းလေးဇော်ပြန်တောင်ပဲ့သွားဥနေကြတိပေမဲ့လိုက်ရှင်မှုအစင်မပြေအင်အားကမရှိဒါမှမဟုတ်ခဏလေးချိုးထားတာပါဒရုန်းနဲ့ပဲလှုပ်ပေးလိုက်တယ်ထပ်ပြီးအတွဲလိုက်ဆက်လွတ်တာတွေက81တွေ120တွေမိုးတီမိုးပေါက်တွေအလားငတိတွေမခံနိုင်ကြတော့ပြေးကြပြီ တတာတပည့်အချံအဲ့ဒီကနေတက်မတော်ကတတိတတိတိုးရင်နဲ့ရလိုက်ပါပြီချောင်းနှက်ခွတပည့်အချံပြောရရင်စစ်စီရေးစအပြီး၄၅ရက်ဝန်းကျင်မှာပဲချောင်းနှက်ခွတတားရဲ့ဒီဘက်အချံကိုတက်ကပြန်သိမ်းလိုက်နိုင်တာအဲ့ဒီချိန်မှာရောက်လာကြပါပြီ BGF တပ်ဖွဲ့တွေပြန်လဲသိမ်းပိုက်ပြီးတတားကြီးနဲ့မှတ်တမ်းတင်အချက်ကိုလည်းစစ်စင်ရေးရဲ့အောင်မြင်မှုခြေနေကိုတည်င်းဖို့ချောင်းနှက်ခွတတားရဲ့တပည့်အချံမှာတော့ရန်သူတပ်ကွင်းနဲ့ရောက်နေတဲ့ချောင်းနှက်ခွတက်စခန်းမိမိတို့ရဲ့ရဲဘော်ရဲဘက်တွေ အခြေအနေအရငပွဲတွေအင်အားအလုံးအရှင်းနဲ့မုန်းရံပိတ်ဆို့ထားတာမို့သွားတော့မတွေ့နိုင်သေး။တောင်ကလေးကနေချောင်းနှက်ကွာတတားဒီဘက်ထိတ်ထိတ်ကိုတော့ကားနဲ့သွားလို့ရသွားခဲ့တယ်။ခြေတန်းတပတ်တွေညီတော်မောင်တွေအတွက်ပြူဝမှုရဲ့အမှားစကား။မင်းတို့တွေခြားစရာရှိတာရဲရဲနဲ့တင်ပြပြတတားတမတာတမခဲရန်လက်နဲ့လိုရင်ပြောငါအနောက်ကနေလိုက်ပို့မယ်။တကယ်လဲလိုက်ပို့ခဲ့တော့ပြေရကလုံးဝမကြပဲအားတာချက်တကူဖြစ်သွားခဲ့တယ်။ချောင်းနှက်ကွာစစ်စင်ရဲ့ပထမပိုင်းကိုပြန်ဆန်းစရင် ကောင်တာစိုက်ဝါတစ်ခု120.81တွေနဲ့ထိန်းဒရုန်းတွေနဲ့အပြန်အလှန်ဟန်ချက်ထိန်းပြီးဘောင်းပိုင်ပေါင်းချီတက်နိုင်ကြမှုကနေတဖက်ကန်းကူဖို့အနေထားတင်ကိုရောက်ခဲ့တယ်။ဆက်လက်ပြီးစီမံချက်တွေချတယ်။မြေပုံတွေဆွဲတယ်။ဝိုင်းဘက်ပိတ်ဆို့ထားတဲ့အကြမ်းဖက်တွေကိုဘက်ပေါင်းဆောင်ကနေထိုးပေါက်တိုက်ခိုက်မဲ့အစီအမံတွေပြင်းနေ။တကယ်တမ်းကျတော့6နှစ်ခွာရဲ့ဒီဘက်အချမ်းထိရသွားတာကိုပဲတက်အတွက်အတော်လေးကိုဟုန်နေပြီးကားလန်တလျှောက်ဒိုးရိုပေါက်သွားလာနိုင်ပြီ။နေရာယူလုံခြုံရေးယူထားတဲ့ မိမိတို့ရဲ့တောက်ဖွဲ့ဝင်တွေအတွက်လက်နဲ့ခဲရန် ရိတ်ခါတွေထောက်ပို့နိုင်ပြီးတပ်ဖက်ကရန်သူဝိုင်းပတ်ထားတဲ့ချောင်းနှက်ခွစခန်းကမိမိတို့ရဲ့ရဲဘော်ရဲဘက်တွေကိုလည်းခဲရန်နဲ့ရိတ်ခါတွေထောက်ပို့နိုင်ခဲ့ပြီးပတ်လည်ဝိုင်းထားတဲ့ရန်သူတွေကိုလည်းချိန်ချောင်းနိုင်ခဲ့ပြီးဒါတွေကိုဘလို့ဆက်လုပ်သွားတာလဲစီမံချက်တွေစာဆွဲပြီးစင်နီပရိယေတွေထုတ်ပြီးမြမတက်မတော့မလုံနိုင်တာဘာမှမရှိတာလုံးအင်းရအများပြားနေအလင်းငါဝင်တိုက်လာတဲ့အကြံဖက်တွေချောင်းနှက်ခွစခန်းကိုတင်တရားကို အပိုင်စီပြီး ဆောင်းတပယ်ကံကြောက်ခွဲဒေတာတိခြေဆက်လာရဲ့ကောင်းနေဗနရက်ညာခံလိုက်လို့တော့တမ်မတော်ရဲ့ပြူဟာမြောက်တံမြန်တိုက်စစ်တွေကြောင့်လန်းကျသွားပြီးတရားတပတ်စီကိုဆုတ်ခွာသွားရပြီမဟုတ်လားသူတို့အရန်လိုချင်နေတဲ့ချောင်းနှစ်ခွအခုတော့တစ်ခွပဲကျန်တော့တယ်လို့ပြောရမယ်တရားဒီပဲအချမ်းထိပ်ကိုတမ်မတော်ကကောင်းကောင်းကြီးစိုးမိုးထားလိုက်နိုင်ပြီတောင်ကလေးပြူဟာကနေကောင်းကောင်းကုတ်ကဲလို့ရှာသွားပြီဒါပေမဲ့အချမ်းဘက်တွေခြေကောယူထားတဲ့တရားတပတ်ချန်ချောင်းနှစ်ခွစခန်းမှာတော့တမ်မတော်သားတွေနဲ့ရဲတပ်ဖွဲ့ဝင်တွေဟာ ဝိုင်းဘက်ပိတ်ဆို့ထားတဲ့ရှမ်းသူတွေကိုအခုချိန်ထိကြမ်းကြမ်းခံခံချနေအောင်အနိုင်မခံအရှုံးမပေးရဲ့စိတ်ဓာတ်နဲ့မိမိတို့ရဲ့စကံကိုနောက်ဆုံးထွက်သက်ထိရင်စည်းကာကွယ်နေတော့ချောင်းလက်ကစကံကြောင့်နည်းနည်းပြောပြရမယ်ဆိုရင်စကံကုန်းလို့သာတုံးနေကြတယ်တကယ်ကဘာတောင်ကုန်းတောင်နဲ့မှမရှိတဲ့ flat ကြီးစကံပက်လေအရှိက150-200မီတာထက်မပိုစကံတစ်ခုလုံး area ကမှ930မီတာဝန်းကျင်ပြောရရင်တာမန်မြေပြန်တစ်ခုမှတိစောက်ထားတဲ့ စကန်းငယ်လေးတစ်ခုပပက်လေးမှာချောင်းနှက်ခွရွာတဲ့ကသုံးတက်တိုက်တွေဘလီဘီပက်လေးဝန်းရံနေရအကြံဖက်ကောင်းလေးကချောင်းနှက်ခွတရားကိုတင်ပြပြခြင်းချောင်းနှက်ခွစကန်းပက်လေးမှာရှိနေရဲ့သုံးတက်တိုက်တွေပေါ်တက်ပြီးနေရာယူပေးပြီးလက်နဲ့ချင်းငယ်အစုံစနိုက်ပါတွေ RPG တွေနဲ့စကန်းကိုပက်လေးဝိုင်းပေးပြီးမြေပြန့်ဖြစ်တဲ့ချောင်းနှက်ခွစကန်းကတမ်းမတော်သားတွေအဖို့ပပက်လေးအမြင့်နေရာတွေစီကနေဝန်းရံထားခြင်းခင်ရတဲ့အခြေအနေဘလောက်ဆိုးလဲတာတွေးကြည့်ပြီးတော့ဆန်စီယိုတိုင်ထိတ်ကနိုးစီဘူးလို့ လက်တဲ့စမ်းကျင်တိုင်းစမ်းလို့ကောင်းတဲ့အနေအထား။ဒါပေမဲ့ငတိကောင်တွေရက်30လောက်ကြာတဲ့အချိန်ထိအဲ့ဒီစကန်လေးကိုမရနိုင်ခဲ့ဘူး။စကန်မှာရှိနေတဲ့တမ်မတော်သားတွေရဲ့ငါမသိငါစကန်မကြစီရဆိုတဲ့စိတ်နဲ့ရရချွချွကာကွယ်မှုတွေကြောင့်စကန်နာကိုလုံးဝမသိနိုင်တဲ့။ဘယ်တီလို့ရှာမလဲ။တက်လာတမ်းများကိုတက်ကအပီတမနေရ။လက်နဲ့ငယ်နဲ့လဲစော120ရင်းနဲ့လဲစော120ဆိုရင်ဘလောက်ထိအရေးစုံလောက်ခဲ့ရလဲဆိုတော့ တက်လက်မီတာ300အကွာမှာကိုအကြမ်းဖက်တွေကဝိုင်းနေတာသူတို့ကိုတွေ့ဖို့အတွက်120ကို65ဒီဂရီအထိထောင်ပြီးမမိုက်ကကန်ပြစ်ခဲရှာတာပြစ်ချက်တွေက တိကျတယ်ဒီကောင်တွေရှိရဲ့အစာအုပ်ပေါ်တွေကြီးပဲဒါကြောင့်လည်းဒီကောင်တွေအနားလာမသိရတာသူတို့ကိုအဓိက တွေ့နေတာအမြောက်မှန်လဲသိရောအဲ့ဒီအမြောက်တွေဘုံသီးတွေရှိတဲ့နေရာကိုဒရော်ဘုံတွေစတိုက်လာလာချတယ်ခြောက်နဲ့ကွာစကန်တွေကတမ်ရော်သားတွေနဲ့ရဲတပ်ဖွဲ့ဝင်တွေဟာချင်းတွေကစက်တွေလိုလှုပ်ချင်တဲ့အလောက်ခံနေရတဲ့အနေအထား ဒါပေမဲ့အကြမ်းဖက်တွေလုံးဝဖြိုဖျက်ပစ်လို့မရတာကတပ်မတော်သားတွေရဲ့စိတ်ဓာတ်ရဲတပ်ဖွဲ့ဝင်တွေရဲ့စိတ်ဓာတ်ဘလောက်ပဲတာလုံအင်အားနဲ့ဝိုင်းရိုက်ထားပါစေနောက်ဆုံးဒီတတောင်ကြံတဲ့အထိခံကြသွားဖို့ဆုံးဖြတ်ပေးတာအဲ့ဒီစကံကိုဦးဆောင်နေရကဒုတိယဗိုလ်မှူးကြီးမြို့ကကိုဝင်တယင်မှုလို့ပြောကြည့်တက်တီလည်းကောင်းတယ်လို့စိတ်ဓာတ်လည်းအရှက်မာတယ်စကံကိုစဝိုင်းခံရတဲ့နေ့ကနေနောက်ဆုံးခရရန်တွေကုန်လာချိန်သူ့ရဲ့အမဖြစ်သူနဲ့ဖုန်းဆက်သွယ်ရခဲ့တယ်အမဖြစ်သူကတော့အရက်သူလည်းဖြစ် မိမသားတအုပ်လည်းဖြစ်လေတော့စိုးရင်ရှာလိမ့်မှာပေါ့။နောက်လေနင်တို့အချိန်နေကောင်းရဲ့လား။ကြည်ရရောရှိသေးရဲ့လား။ခရုဆိုင်ဟာအရန်အရဲမကုန်းနဲ့စိတ်ကြမမစိတ်မပုံနဲ့စီစံတွေကတော့နင်းနေပြီ။ဒါပေမဲ့ငါတို့ဘရော့မအလျှော့ပြမှာမဟုတ်ဘူး။ကြည်ကုံသွားရင်တနက်နဲ့တက်ရိုက်မယ်။တနက်ကြိုးသွားရင်လက်သေးနဲ့တက်ထုံမယ်ဟာ။ရုပ်ရှင်ဆန်လုံးနဲ့စကားပြားဆက်ဆန်လုံးနဲ့ဇက်ွက်ဒါတွေကအပြင်မှာတကယ်ဖြစ်ခဲ့တာ။ဒီလိုစိတ်တက်မှာကြောတဲ့တယင်မှုတယောက်ဥဆောင်ကြီးရဲ့စကမ်းမို့လဲ။ အကျန်းဖက်ကောင်တွေအနာကိုမတိရရပေါ့ဒရော့ဘုံးနေနဲ့နေစဉ်ရက်ဆက်လာလာတနေရဲ့အကျန်းဖက်တွေကြောင့်စကန်းတဲကတောက်ဖက်ဝင်တွေဘန်ဂါတဲကနေတိတ်မထွက်နိုင်120ရှိရစီအပြေးသွားဘုံဒီထဲဂျုံးတွေပါလှိမ့်ထိုးပြီးဘန်ဂါတဲပြန်ဝင်ဟိုကောင်တွေကိုတွေ့ဂျိတ်ခါပိုင်းဆိုရင်လေအဲယာဒရော့ကလာချပီးရင်ဂျိတ်ခါရီစန်တော့တွေမီတာ2000လောက်အမြင့်ကနေလာချရတာဆိုတော့တင်းငင်လာတဲ့စကန်းတွေရောက်တာကတဝက်လောက်ပင်ဂျန်နာရီကငပွေးတွေစီကိုရောက် အပြင်မှာအစင်းရဲခံနိုင်တဲ့တက်မတော်သားတွေရတဲ့ရိတ်ခါကိုစန့်စားဖို့အတွက်စံမြုပ်ပြုတ်တော့ကြတယ်။ဖြူအောင်မှုနဲ့ဆက်သွယ်ရလို့သူ့တပည့်တွေစံမြုပ်တောက်နေကြတယ်ဆိုတော့ဖြူအောင်မှုစိတ်ထဲမကောင်းညီလေးတို့တပည့်တို့ဘောင်းပူကြနဲ့ညီတို့အတွက်ရိတ်ခါအစင်းများလုပ်ပေးမယ်။ပြောတဲ့အချိန်စင်းမြေပြင်ကန်တဲ့ချက်တွေအကက်ကဲတွေကိုကြော်လွန်ပြီးဖြူဟာမြောက်စွာနဲ့ရအောင် လုပ်ပေးတယ်။စကန်းထဲကိုကြလာတာကစံထုပ်တွေရှူရှဲထုပ်တွေဟင်းကြော်ထုပ်တွေဆက်လိတ်ထုပ်တွေအားစီတွေနဲ့နဲ့ခရံကြည်စံတွေ စကန်ကတပ်ဖွဲ့ဝင်တွေအတွက်ဗျူဟာမူးရဲ့ရဲဘော်ရဲဘဲစိတ်ပြင်းနေဖန်တီးပေးလိုက်တဲ့ကောင်းဝင်ကကြလာတဲ့ရိတ်ခါတွေစေနာတွေမြစ်တာတွေတနည်းအားဖြင့်ရဲဘော်စိတ်တွေဗျူဟာမူးအဖို့စကန်နဲ့ဆက်သွယ်ပြောဆိုတဲ့အခါမှာလဲဘရော့မှာအမြဲတမ်းကွန်မန်တာတွေနဲ့ကြည်မပြော အနားမှာဘသူရှိလဲဟတက်သားမောင်လာရှိပါတယ်အပဟုတ်ပြီသူ့ကိုဖုံးပေးလိုက်ပါအောင်မောင်လာဟုတ်ကဲ့ပါအပငါသားတို့အားတင်းထားမင်းတို့ကိုအဘရအောင်ဆွဲထုတ်ပါအခုအဘတို့ပြင်ဆင်နေပြီ မကြခင်ငါသားတို့စီရောက်လာတော့မှငါသားတို့ဘာလို့ကျင်လဲမွင့်လင်းပြောမလိုပါဘူးပါအဘစစ်စင်ပေးထားတာအလုံးပြည့်စုံပါတယ်ဖုံးဆက်တဲ့အချိန်တိုင်းအောက်ခြေကရဲဘော်အထိချိတ်ဆက်ပြီးတဦးချင်းတယောက်ချင်းကိုစိတ်တက်ခွန်အားတွေပေးတယ်အထက်အကြီးကတယောက်ရဲ့ဓာတ်ရိုက်အားပေးမှုရထားတယ်စိတ်တက်အခြေခံကောင်းပြီးသားစစ်တီဝေဖို့ဘာမှပြောဖို့တော့မလိုမိုးကိုဒူးနဲ့ခုံတိုက်ဆိုလဲတိုက်ရကြည့်ရဲ့တရက်မှာရန်သူ drop ဘုံတန်နဲ့တရင်မှုဒုတိယပွဲမှုကြီးမြို့ကကိုဝင်ဒဏ်ရာရခဲ့တယ် 28ရက်စက်တလ2024ရက်နေ့ဒဏ်ရာကိုဆေးတက်ပြီးဘန်ကာကပြန်ထွက်ချောင်းနေတဲ့ရန်သူစနိုက်ပါထိသွားခဲ့တယ်။သူ့ရဲ့အာယုံကိုမှားတယ်။မမရှိရင်မင်းဥဆောင်တိုက်ဘရောမလည်းနဲ့မချနဲ့။နောက်ဆုံးချိန်ထိခံတိုက်ပြက်သားစွာမှားပြီးမြင်းမြက်စွာအသက်ပေးလူသွားခဲ့တယ်။တရင်မှုရဲ့မှားကြမှုကိုရခဲ့တယ်။အာယုံကိုဖြစ်သူဗိုလ်ကြီးကျော်စီရသူ့ဆရာရဲ့စကားတိုင်းတသွေမတိန်လိုက်နာပြီးစကန်းကိုဆက်လက်ကိုကဲခဲ့တယ်။တရင်မှုကြပြီးချိန်ကနေစကန်းကိုပြန်ရတဲ့အချိန်ထိ 34ရက်တိုင်တိုင်စီမံခန့်ခွဲမှုကောင်းကောင်းနဲ့ဆက်လက်တောင်းဝန်ယူခဲ့တယ်။တပည့်ကောင်းပေးတာပါပဲ။တရင်မှုကြသွားတာကိုသိပြီးစိတ်သက်ကြနေပြီအထင်နဲ့အားလုံးအလုံးအရင်တုံးပြီးဒရော့ဘုံးလေးလာချတဲ့အကြမ်းဖက်တွေကိုလက်နက်ကြီးတွေတုံးပြီးပြင်းပြင်းထန်ထန်ခုခံတိုက်ခိုက်ခဲ့လို့ရန်သူတိုက်စစ်အဟုံရက်တန့်သွားပြီးတော်တော်အထိနာသွားခဲ့တယ်။စိတ်သက်ကြဖို့နည်းနည်းသာသာခေါင်းဆောင်တွေလက်စားချေလို့စိတ်နဲ့အချင်းချင်းစီလုံးမှုပိုကျစ်လက်ပြီးစိတ်သက်တွေပိုထက်တန်လာတာ အကြမ်းဖက်ကောင်တွေခန်းစားတတ်မယ်မထင်ဘူးလက်တဆုပ်စာရှိတဲ့ဒီစခန်းလေးကိုအခုချိန်ထိမရနိုင်နဲ့ပတ်လေကငပွေးကောင်တွေဟာတောက်တခေါက်ခေါက်စခန်းပတ်လေမှာမိုင်းတွေရှိမယ်အထင်နဲ့လမ်းကြောင်းရှင်းဖို့ရွာထဲကနွားတွေဝက်တွေကိုစခန်းထဲမောင်းသွင်းနေတကယ်တော့ဘာမိုင်းမှမရှိရဲ့ပြင်ရိတ်ခါအတွက်အဆင်ပြေခဲ့လို့ကြံဖန်အောင်ကျေးဇူးတင်ရမလို့လို့ဒါတည်းမဟုတ်စိုက်ဝါးတွေလည်းလာသေးအကြမ်းဖက်ကောင်တွေစီမှာဗတ်တမ်းမတွေပါလာတယ်၄၅၀ရောက်၁၅ရောက်မောင်လေးတို့ဘာလို့ခုခံနေကြလဲ မပင်မန်းဘူးလားလက်လက်ချလိုက်ပါမောင်လေးတို့အားရှိအောင်အမတို့တွေနှုတ်တိုက်မယ်လေအမတို့ကိုယ်တိုင်တိုက်မှာနော်အမောင်နဲ့ပူပေါင်းလိုက်တော့ကိုယ်တိုင်ကအုံနောက်မရှိလို့သူများခိုင်းတာလုပ်နေရဲ့ဗမာပဒတ်မတွေဒလုံမျိုးတွေလည်းအရှက်မရှိပြောထွက်လေရဲ့သူတို့တွေလုံမှာတော့တပ်ဘက်ကလည်းတံပြန်ဆိုင်ဝါတော့မိတယ်ဝင်လာခဲ့စမ်းမညီလေးတို့ရဲ့အကိုတို့မှာဘာတွေရှိလဲဆိုတာကိုညီတို့ကိုကြွားချင်လို့ပါညီလေးတို့ဗမာပတက်လေးတွေကုန်းမှာကိုညီတို့ကိုးကွက်နေရဲ့ကရင်ကောင်းနေနေရာရမှာမဟုတ်လား ဝင်လာခဲ့ကြပါဟန်စပီကအသေးလေးနဲ့ပြန်အော်ပေးလိုက်တယ်စိုက်ဝါဆိုတော့အပြစ်မှန်ပေါ်မှုတွေပြီးလွှင့်ကြရတာကြီးပဲထိရမထိရနာမနာဆိုတာကတော့လက်ရှိချိန်နေနဲ့ချိန်ထိုးစဉ်းစားကြည့်ပြီးတော့အဲ့လိုစိုက်ဝါတိုက်ပွဲနှွဲလိုက်လက်နဲ့ငယ်ရင်းနဲ့ဆွဲလိုက်120ရင်းနဲ့ပြက်လိုက်ဒရုန်းတွေနဲ့တမလိုက်လုံနေခဲ့ရတဲ့ရပ်ပေါင်း49ရံမြောင်းလေးတမတော်သိမ့်ပိုက်ပြီးတယ်ဆောင်းတခွတစ်ဖက်ကဲမှာနောက်ဆုံးတိုက်စစ်စားဖို့ပြင်ပြီးငပွေးကောင်ရဲ့လက်ချက်နဲ့ဆောင်းတခွတတားကြီးကကျိုးသွားပြီးပြီမလို့ အထရံမြစ်ကိုဆက်လီနဲ့ကူဖို့လေးကလွဲပြီးတခြားနေလည်းမရှိဘူးအကြံပဲကောင်းတွေကလည်းတစ်ဖက်ကနေအပိုင်ထိုင်ဆောင်နေရကူးသွားတာနဲ့တွေ့မှာတွေ့ကမှတွေ့ရောအဝိုင်းခံနိုင်ရတဲ့စက္ကန့်ကကို့ရဲဘော်ရဲဘက်တွေကိုကဲထုံနိုင်ဖို့အရေးကြီးအောင်မို့တိုက်စစ်စားဖို့ဆုံးဖြတ်လိုက်ပြီတက်မာရှိယာကဆက်လီနှစ်စီးတစ်စီးကရန်သူဒရော့ဘုံတန်ကြောင့်ပောက်ပြဲသွားပြီးအကောင်တစ်စီးပဲကျန်နေအများဆုံးဆက်နာမှာရှိရတက်ရဲ့အင်ယာနဲ့ဆို၁၀ကောက်လောက်လူးလာခောက်တော့ပို့ရမှာ ဒီအတိုင်းထီထီတီခောက်တုတ်ခောက်ပြန်ပို့နေလို့ကတော့ဟိုကောင်နေအကြိုက်ကိုဖြစ်နေမှာပောက်ပြဲသွားတဲ့ဆက်လီတစည်းကိုကြည့်ပြီးဖြူအောင်မှုအကြံတစ်ခုရလိုက်တယ်ချက်ချင်းပဲဆက်သီးကျိုးတွေဆင်းပြီးရာဘာတော်ရဲကရာဘာပင်တွေနဲ့ချိတ်ဆက်လိုက်တယ်စစ်စင်ရေးစားမဲ့နာရီကညနေ6နာရီအမောင်တို့ကိုအားပြုပြီးမြစ်ကိုဖြတ်မှာဖြစ်ချင်တော့အဲ့ဒီညနေ6နာရီမှာလုံလောက်တဲ့အမောင်တို့ကမရသေးဒါနဲ့ပဲနာရီပြောင်းဖို့အထက်ကိုတင်ပြလိုက်တယ်ညနေ6နာရီ20ကိုအထက်ကလည်းခွင့်ပြုတယ်โอเค စဖြတ်ပြီးဆက်လေတစင်းတစ်ဖက်ကန်းကအကြမ်းဖက်တွေနဲ့ဒါကိုစောက်နေကြတာဈာပြဖမ်းယူဆက်ထဲမှာကြားနေရပြီစစ်တပ်တော်မြစ်ကိုဖြတ်လာကြပြီထားလိုက်ဒီဘက်ကန်းတီရောင်ဆောင်းလိုက်ဒီဘက်ရောက်မှအပိုင်တွေမယ်အချက်ချင်းပြောနေကြတာပဲသူတို့မသိလိုက်တာကဖြတ်သွားတဲ့ဆက်လေထဲမှာလူတယောက်မှမပါဆက်သီးကျိုးတွေနဲ့ဆွဲပြီးအယောင်ပြလှဲစားတာအမောင်ရိတ်နဲ့မို့မြင်ကွင်းတွေကလည်းမရှင်းမလဲအဲ့ဒီချိန်မှာတပ်ဘက်ကနေစပြီးတမပြီဆက်လက်တွေ၄၀တွေ၁၂၀တွေ လက်နေငယ်တွေ drone အဖွဲ့ကလည်းမနေဒီကောင်တွေရှိရနာကိုတွားတွားချပြရအတွဲလိုက်အကြမ်းဖက်တွေခေါင်းကိုမဖော်နိုင်စက်လီစီလည်းအယုံမရောက်နိုင်တော့စိတ်တက်စစ်စင်အနေနဲ့လည်းမပြတ်ကွက်စေရဘူးစက္ကန့်ကကိုတက်ဖက်ဝင်တွေကိုအားပေးသလိုနဲ့អော်ခဲကြတာညီလေးတို့အားမငယ်နဲ့ညီလေးတို့ကိုကူဖို့ကိုလိုတက်ဖက်တွေစက်လီနှစည်းနဲ့လာနေပြီဟာကိုကဘလို့ပြည့်နေရလဲအချက်ချင်းထိတ်ကုန်ပြီဟာဘယ်လိုဆောင်ပြည့်နောက်ဘက်မှာငါတို့တက်ဖက်တွေရှိတယ်ဟာ120အပြည့်ရဲ့ ငါတို့အဖွဲ့တွေကန့်တက်နေပြီအချင်းချင်းထိကုန်မယ်လက်ခွတ်မှာပဲအချင်းချင်းပြဿနာဖြစ်ချင်အောင်ဆောင်ပြီးမိမိတို့တပ်ဖွဲ့တွေဟိုနားမှာရှိတဲ့အောင်ဒီနားမှာရှိတဲ့အောင်120တွေလည်းဟန်ချက်ညီစွာရက်လိုက်ပြစ်လိုက်အချင်းချင်းတွေကိုဆဲဟန်လဲဆောင်ရသေးရဲ့ပို့ပြီးတော့ပြပြင်အောင်မီတာ100လောက်တာကျတဲ့အထရန်မြင့်တစ်ဖက်ချမ်းစီဒီအတန်တွေကောင်းကောင်းရောက်မှသိနေရလေအကြံဖက်တွေပြားများရှာလိပြီးခေါမဖော်နိုင်အောင်အပြည့်ခံနေရတဲ့ကြားတဲ့စစ်တပ်ကဟိုနားမှာပဲရောက်နေသလို ဒီနောက်မှာပဲရောက်နေတယ်လို့ရောက်တယ်လို့ကြားရတဲ့နေရာစီကိုကားရိဆိုင်ကယ်ရိနဲ့အပြေးလွှားသွားတော့တက်ရဲ့အကဲကြီးဂျုံကမြင်နေရတဲ့နောက်ွယ်နောက်ထပ်ဂျုံတွေနဲ့အတွဲလိုက်ချပေးလိုက်တဲ့ပုံသေးတွေအုံငနဲ့တိုင်းငနဲ့နောက်ထပ်တပန်းသုံးတဲ့စိုက်ဝါဆက်လက်တွေညာဘက်ကိုဆောင်ပြေဘဘက်မှာငါတို့လူတွေရောက်နေပြီအကြမ်းဖက်တွေပြေးကြပြန်ပါပြီနောက်တနေ့ရဒီတကာတော့နည်းနည်းနဲ့သွားပြီအမိုးကရီအောက်ကနေတိတ်မထွက်ကြတော့စောစောလေးကမှအုံငနဲ့ကာကနေဖြစ်ထားတော့လက်နေကြပြီ ရတယ်လေကိစ္စမရှိထက်တုံလိုက်တဲ့စိုက်ဝါတစ်ခုအဖွဲတွေပြန်ဆုတ်120အပြည့်ရစမ်းကိုလူတွေထိကုန်မယ်အဖွဲတွေမြ мян ပြန်ဆုတ်ဒါကိုကြတော့အပိုင်မဲဆိုပြီးဟေးကနေထွက်လာကြတဲ့အကြံဖက်တွေစီကြာသွားပြန်ပါပြီဒုံးကဘုံသေးပြီးအတွက်လိုက်ဖြူအမှုကစကန်းစီကိုလည်းလှမ်းချိတ်ဆက်လိုက်တယ်တပည့်တို့မင်းတို့စီမှာကြည်ဘလောက်စီတန်နေလဲ50ဝန်းကျင်စီတန်ပါသေးရဲ့အပဟုတ်ပြီတခါပြည့်9000လုံးနဲ့ဖြိုင်းသူပြစ်ဆန်ကွာပြီးတော့ကြားပါထုံး အမိတ်အတိုင်းစကမ်းမရှိနေတဲ့လူအကုန်ဒီ၅တောင်စီပြိုင်းလူပြစ်ချလိုက်ပြီးထိုင်ရကမထအကြထုတ်လိုက်တယ်။တောင်ပြေးမြောက်ပြေးရွာစော်ကြီးခွေးပြစ်နေရဲ့အကြံဖက်ကောင်တွေအဖို့သူတို့ဝိုင်းထားတဲ့စကမ်းစီကပါပြစ်ခတ်တန်တွေနဲ့ကြာထုတ်တန်ကြရတော့ဟာစကမ်းအကောင်တွေပါထွက်တိုက်ကုန်ပြီဟာဆိုပြီးစကမ်းစီပြန်ပြေးကြအဲ့မှာသူတို့ကိုမျက်စိနှောက်နေရဲ့တက်မတော် drone ဘုံးသေးတွေကကောင်းငင်ကနေပြေးနှံ့တော့တယ်ဒီလိုတွေရှုပ်ရှက်ကန့်နေတော့ဆက်လီအကောင်ကနေခောက်တုတ်ခောက်ပြန်ပို့ပေးလိုက်တာတပ်ဖွဲ့ဝင်အလုံးရောက်သွားကြပြီး ချောင်းတဖက်စီကံကတ်တာနဲ့ခုံစီမိုင်းထောင်ရဲလိုက်ကြရဲ့တက်မတော်သားတွေအပိုင်ဆောင်တွင်ရဲ့အကျန်းဖက်တွေရဲ့တနက်ပြောင်းွားရှိမှအသက်ပိုပနေရဲ့အလားမတော်မဆုံတတိပြောင်းမြောက်စွာစကန်နာကန့်နိုင်ဖို့အတွက်လွင်တီးကောင်မြင်မီတာ900လောက်ရှိကွင်းမြင်ကြီးကိုတွားသွားချိတဲ့ရဲဘော်ရဲဘက်တွေကိုကဲနိုင်ဖို့မိမိတို့အသက်ကိုဖျက်ရပမာမိသက်ကုံအရောက်ရန်သူနဲ့အနီးကပ်တိုက်ပွဲဖြစ်ရဲရင်လုံးနဲ့ခါမရ423ရက်တိုက်ရင်မှုနဲ့ဒုတိုက်ရင်မှု ရန်သူကြည်စံထိမှန်ပြီးဒုတရင်မှုကြတရင်မှုတရားရတိုင်းမီရဲ့အထုတ်ကြအာနာတွေတန်မိုးရှိရဲ့အသက်တွေကိုတယောက်ပြီးတယောက်မြင့်မြတ်စွာ ပေးလူခဲ့ကြရတယ်။မိမိတို့ရဲ့စကံမိမိတို့ရဲ့ရဲဘော်ရဲဘက်မိမိတို့ရဲ့တိုင်းပြည်မိမိတို့ရဲ့အထုတ်ကြအာနာကိုမရရအောင်အရယူရမယ်ပွဲမှုမလျှော့တော့ဆွဲရင်းနဲ့ဆက်လက်ခြေတက်ခဲ့ကြတယ်။ဆက်လက်တွေ၄၀တွေလက်နဲ့ငယ်တွေဒုံးတွေပြစ်ကိုတွေနောက်ဆုံးတော့နိုဝင်ဘာ၁၀ရက်ကနေအကြမ်းဖက်တွေရဲ့ဝိုင်းပက်ပိတ်ဆို့ခံထားရတဲ့ 6နှစ်ခွာစကန်ဟာရက်90အကြာဒီဇင်ဘာ29ရက်မနေ့အစောပိုင်းမှာပဲတက်မလို့ရဲ့လက်ထဲကိုပြန်ရောက်ရှိလာခဲ့ပြီးဂစင်ကလေးအားပြေးသွားကြတဲ့အကြံဖက်တွေနောက်ကိုပြေးတဲ့လမ်းကြောင်းတစ်လျှောက် drone နေနဲ့လိုက်သမတာမီတာ3800လောက်ပဲ range မိတယ်ဆိုတဲ့ drone တွေဟာအကြံဖက်တွေကိုနာကြည့်စိတ်ကိုရဲဘော်ရဲဘက်တွေအတွက်လက်စားချေလိုစိတ်တွေကြောင့်မီတာ4400အထိအညိုတကြီးလိုက်တွေခဲ့တယ်အကြံဖက်တွေပေါ်စိုင်းကရီမီလာကားတွေပေါ်ပြောင်းတဲ့ကားပေါ်ကိုပါပုံသီးတွေကြနဲ့ ခွေပြေးဝက်ပြေးပြေးခဲ့ရတဲ့ပွဲတဝဲပဲနောက်တခါချောင်းနှခွားဟိဆိုရင်ဖင်တောင်အောင်ကြောက်ပြီးအတံမမကြားကျင်တော့လောက်အောင်တမခံလိုက်ရတဲ့အကျန်းဖက်တွေရဲ့အရှုံးကြီးရှုံးခဲ့ရတဲ့ပွဲတဝဲဆိုလဲမှမရှမ်းမြောက်မှာအချင်းလေးကောင်းတယ်ဆိုပြီးရတာခမှလည်းရှာမလာလာလို့ကြည့်ခဲ့တဲ့အကျန်းဖက်တွေဖြူကပြကကြပြီးဆက်လင်တသွားခဲ့တယ်မိမိတပ်ဖွဲ့တွေနဲ့လက်ချင်းပြန်ချိတ်ဆက်မိလို့စကန်တွေကထွက်လာနိုင်ခဲ့တဲ့တပ်မတော်သားတွေလက်ထင်နေရင်တွေချောင်းကြပြီးနေ့စဉ်ရက်စဲဘန်ကားတွေကမထွက်ခရလို့ ဝမ်းနေချုပ်ပြီးဖော်တဲ့သူကဖော်ဖြော့တော့တဲ့သူကဖြော့တော့ဒါပေမဲ့စစ်သွေးစစ်မဲ့အဟုန်ကြောင့်ညလုံးတွေကတော့တလက်လက်တောက်ပါနေစေရန်သူတိုက်စစ်ကိုအကြိမ်ကြိမ်ခြေပြန့်နိုင်ခဲ့တဲ့တိုက်ပွဲတစ်ခုအစမတိုင်အင်အားများတဲ့ရန်သူရဲ့လက်အောက်ကိုဘရော့မအညက်မခံအရှုံးမပေးပဲနောက်ဆုံးထွက်သက်ထိတိုက်ခိုက်သွားမယ်လို့စိတ်ဓာတ်တွေခိုင်ခဲ့ကြတဲ့တိုက်ပွဲတစ်ခုတက်မတော်ဆိုတာဘာလဲဆိုတာအကြံဖက်ကောင်တွေကိုကောင်းကောင်းတက်တည်ပြပေးခဲ့တဲ့တိုက်ပွဲတစ်ခုတရင်မူတယောက်ခေါင်းဆောင်ကောင်တယောက်အနေနဲ့ မိမိအသက်ကိုစွန့်လွှတ်ပြီးလက်အောက်ကိုအကောင်းဆုံးခေါင်းဆောင်မှုပေးခဲ့တိုက်ပွဲတစ်ခုခေါင်းဆောင်လေးကိုရိုင်းကရဲဝံ့စွန့်စားစွာရှေ့ဆုံးကတက်ပြီးဦးဆောင်ခဲ့တဲ့တိုက်ပွဲတစ်ခုခေါင်းဆောင်တယောက်ရဲ့မိမိလက်အောက်ညီကိုတပည့်တွေကိုမရရအောင်ကဲထုတ်ခဲ့တိုက်ပွဲတစ်ခုစိတ်တက်စစ်စင်ရင်းနဲ့စင်နီးပြူဟာတွေကိုတွင်တွင်ကြဲကြဲသုံးပြီးအကြံဖက်တွေရဲ့စိတ်တက်ကိုရိုက်ချိုးနိုင်ခဲ့တဲ့တိုက်ပွဲတစ်ခုလက်နက်ကြီးပစ်ကူ drone မြေပြင်တပ်ဖွဲ့တွေဟန်ကြက်ညီပေါင်းဆက်ပြီးရန်သူကိုအနိုင်ရရှိခဲ့တဲ့တိုက်ပွဲတစ်ခု ကျွန်တော်တို့ရဲ့ညီကိုတွေကိုကျွန်တော်တို့မှမကယ်ရင်ဘယ်သူတွေကလာခဲ့မှလဲအပရာကျွန်တော်တို့အသက်တွေပေးရင်ပေးရပါစေကျွန်တော်တို့ညီကိုတွေအတွက်ကျွန်တော်တို့သွားမှာပေါ့စစ်တီတွေရဲ့ရိုးရိုးလေးပဲပြောခဲ့ကြတဲ့စကားတွေမြင်မာတဲ့စိတ်ဓာတ်တွေခိုင်ကြီးတဲ့တစ္ဆာတွေနှိုင်းစမရနိုင်တဲ့ရဲဘော်ရဲဘဲစိတ်တွေဘလောက်တောင်ပျော်ဝင် နေခဲ့လဲဆိုတာခံစားမိပါရဲ့မြမတက်မတော်တမိုင်းမှာတချိန်ကတမိုင်းဝင်ခဲ့တယ်။ကွမ်လွန်140တိုက်ပွဲကြီးလိုပဲ အခုဖြစ်ပွားခဲ့တဲ့6နှစ်ခွရ90တိုက်ပွဲကြီးကလည်းကြီးကျယ်ခမ်းနားစွာမှတ်တမ်းတစ်ခုဖြစ်ထင်ကြရင်နေတော့မယ်ဆိုပါပဲ။